တဲဆုငိမ့်နဲ့ချက်စတူနေလို့တဲဆုငိမ့်မောင်လေးဖြင့်အင်တာနက်မှာနာမည်ကြီးနေတဲ့ကရင်ပြည်နယ်ကကိုရင်လေးမင်္ဂလာပါရှင်ပါမစ်နာမပြန်လေးကျေဆွန်လိုက်ပါတယ်လောကမှာလူတူမရှာနာမည်တူမရှာဆိုသလိုပါပဲတယောက်နဲ့တယောက်ရုပ်ချင်းဆင်ထားတဲ့လူတွေရုပ်ချင်းခွဲမြောက်တူတဲ့လူတွေလည်းအများကြီးပါဒီနေ့ကမှရုပ်ချင်းခွဲမြောက်တူနေတဲ့သူတွေထဲမှာအခုလက်တလုံးအင်တာနက်ပေါ်မှာလူပြောများနေတာကတော့တဲဆုံငိမ့်နဲ့ချက်စွတူနေလို့လူပြောများနေတဲ့ကရင်ပြည်နယ်ကကိုရင်လေးဖြစ်ပါတယ်။ အလုံးတီကြတဲ့တိုင်းတဲဆုံငိမ့်ဆိုတာကတော့ Miss Grand International ပြိုင်ပွဲကနေနာမည်ကြီးလာတဲ့အလှမဲလေးဖြစ်ပါတယ်။အထူးသဖြင့်တဲဆုံငိမ့်ဟာ Miss Grand International ပြိုင်ပွဲကနေမြမကုံကိုဆောင်ရင်မြမတနိုင်ငံလုံးရဲ့ချက်ချင်းကိုရရှိထားတဲ့အလှမဲတစ်ယောက်ပါ။တဲဆုံငိမ့်ဟာဒီလိုမျိုးပြိသက်တင်ချက်ချင်းအားပေးလာခံနေရတာကြောင့်အမှုပညာလုပ်တွေဖြစ်တဲ့ကြောင်ညာရိုက်ကူတာ၊ရုပ်ရှင်ဇာတ်လမ်းရိုက်ကူတာ၊ music video ရိုက်ကူတာတွေစက်တိုက်လုပ်နေရတာပါ။ အလာမေတဲဆုံညင်းတရား Miss Grand Myanmar 2024ပြင်ရွေးချယ်ခံရတော့သူမတက်က18နှစ်သားသားပဲရှိသေးတာပါမိမေလေးလာမေတဲဆုံညင်းဟာတခြားလာမေအလုံးထက်တာလွန်တဲ့အရေးချင်းတွေကိုပြသနိုင်ခဲ့ပါတယ်အထူးသဖြင့်လာမေတဲဆုံညင်းဟာနိုင်ငံတကာက Miss Grand International ပြိုင်ပွဲမှာတွားရောက်ရှင်ပြိုင်တော့လေတခြားနိုင်ငံကအလာမေတွေထက်မနေတဲ့အရေးချင်းတွေကိုပြသနိုင်ခဲ့တာပါဒါကြောင့်လေအလုံးကချီးကျူးခဲ့ရပါတယ် အထူးသဖြင့်တဲဆွန်ကြီးရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်လေလူချစ်လူခင်ပေါ်များတာပါအခုခါမှာတော့တဲဆူငိမ့်နဲ့ချစ်စွတူတဲ့ကိုရင်လေးတပါကအင်တာနက်ပေါ်မှာပြန်နှံလာတာဖြစ်ပါတယ်။ဗီဒီယိုဆမှာပြောခဲ့သလိုပါပဲ။လောကမှာလူတူမရှာနာမည်တူမရှာလို့ဆိုရပါမယ်။ဒါပေမဲ့မျက်နှာချင်းချစ်စွတူဖို့ဆိုတာကမိခင်ပိုက်ထဲမှာအတူတူနေခဲ့တဲ့အမော်ဘူးကလေးညီကိုညီမရီတော်မလွယ်ပါဘူး။အခုခါမှာတော့အင်တာနက်ပေါ်ကကိုရင်လေးဟာတဲဆူငိမ့်နဲ့ချစ်စွတူနေတာဖြစ်ပါတယ်။ ဒါကြောင့်လေလူတွေကစူပါကိုရင်လေးဟာအလှမဲ့တယောက်စာမင်းသမီးတဲဆွန်ငိမ်မောင်လေးလားဆိုပြီးထင်နေကြတာပါတချို့သောအင်တာနက်စာမျက်နှာတွေကလည်းစူပါကိုရင်ပြင်းနေကကောင်လေးဟာတဲဆွန်ငိမ်မောင်လေးပါဆိုပြီးပေါ်ပြကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းတကယ်တမ်းမှာတော့တဲဆွန်ငိမ်မောင်ညီမလေးတယောက်သာရှိပြီးမောင်လေးမရှိပါဘူးအစူပါကိုရင်လေးဟာလည်းတဲဆွန်ငိမ်နဲ့ဘာမှသွေးတော်သားမဆက်ပဲကိုရင်ပြင်းနေကကိုရင်လေးတပါးပဲဖြစ်ပါတယ် ကိုရင်လေးဟာဝေးလံခေါင်တည်တဲ့ကရင်ပြည်နယ်ကလာခဲ့တာဖြစ်ကောင်းမြန်မာစကားတော့ကောင်းမွန်စွာမပြောထပ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ကိုရင်လေးဟာစာပေလိုက်စားတာတော့ပြီးထက်မြက်တယ်လို့ဆိုပါတယ်။အခုချိန်မှာတော့ကရင်ပြည်နယ်ကကိုရင်လေးဟာတဲဆုံငိမ့်တဲ့သူကချက်စရာကောင်းနေလို့အင်တာနက်ပေါ်မှာတော်တော်လေးကိုနမိတ်ကြီးနေတာဖြစ်ပါတယ်။တချို့သောတက္ကံတက္ကမတွေကဆိုရင်ကိုရင်လေးနေနေကြီးလာရင်ဗုဒ္ဓသာသနာအတွက်အာကုံရမယ်သာသနာအာဆာနေတပါဖြစ်လာနိုင်တယ်လို့ထင်ကြပေးနေကြတာပါ အခုဆိုတဲစုငိမ့်နဲ့တူတဲ့ချက်စင်အကိုရင်လေးကိုအားလုံးကကြည်ညိုချစ်ခင်ပေးနေကြရှာတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတဲစုငိမ့်နဲ့တူတဲ့ကိုရင်လေးကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။